တို့ညာပြိဿများအားလုံးမင်္ဂလာပါရှင်။ဆရာမကြီးခင်ဆွေဦးရဲ့ဝါဆိုဦးကပန်းပူတဲ့အပိုင်း6ကိုဆက်လက်တင်ဆက်ဖတ်ပြပေးပါပါမယ်။ခင်ဆွေဦးဝါဆိုဦးကပန်းပူတဲ့အပိုင်း6လူသားတွေရဲ့တမိုင်းစဉ်တစ်ရက်လုံးဟာခြေလဲခံရသူနဲ့ ချယ်လေသူတို့ရဲ့တိုက်ပွဲပဲဖြစ်တယ်ဆိုတဲ့စကားရက်ကိုမိုးဟင်းကအစင်ချင်းသုံးသက်တယ်လောလောဆယ်အဖြစ်နွေနွေတို့အလူးလိန်ခံစားမိကိုသိရလင်းနဲ့တရားဆွဲရန်ရုံးတော်သူလျှောက်ဆဲသည်အမှုကနှစ်မှုခလေးဖြတ်ရန်ကြံစည်သည့်အမှုနဲ့တားမရစေတောင်းရန်အမှုတို့ပင်သည်သို့သောနွေနွေတို့မိုးဟင်းတို့နှင့်ပတ်သက်သော အတိတ်ရုပ်ပုံလာသည်မှုံဝါယုံမက အကြီးလဲတန်လေသည်ရေများတော့မီးနိုင်သည်ငွေများတော့အမှုနိုင်သည် ဒီလောကကမင်းတွေတို့လောကမဟုတ်သည်ကိုသိကြရသည်ယခုခုနှစ်နှစ်တာကြာသောကာလ၌ဒီလိုဆိုတော့လေသဘောတမျိုးဖြစ်မှာပေါ်မိုးဟင်းရဲ့အဖေကသူ့ပေါင်းမသိထားသောငှူဝါအားရက်ခတ်ပေးနေရင် ပြောလိုက်သည်နွနွေးသည်ဆက်ချုပ်ရင်းနှုတ်ဆိတ်နေသည်ခုလိုဆိုရင်နွနွေးရဲ့အမှုကနိုင်ငင်နိုင်မှာပဲတလောရပဲကျွန်တော်မြို့နယ်မှာဆရာဝန်တယောက်၃နှစ်ထောင်နေကြသွားတယ်မိုးဟင်းကတပြင်းတစ်ဆိုင်နဲ့ပြောလိုက်သည် ိုးတရားတစ်ပောင်နဲ့အနိုင်ရတာမကောင်းပါဘူး။နင်းနေသည်ချင်အောင်အပေါက်များကိုဂရုစိုက်ဖားတင်းနေရမှာပြောလိုက်လေသည်။ဒါပေမဲ့မတရားတာတော့ခေါင်းငုံခံနေလို့မရဘူးနင်းနေရဲ့။မတရားမှုတွေနှင်းနှီးနေတော့ဟန်တာရမှာပဲ။မဟုတ်ရင်ဒါဝဲခွင်ကောင်းယူပြီးအနိုင်ကျင့်နေနိုင်ကျင့်နေမှာပေါ့။မိုးဟင်ကစိတ်ထဲမခံရှိဖြစ်ပြီးပြောလိုက်လေသည်။အဖေကမိုးဟင်အားလှမ်းရက်ခတ်ပြီးတာ။စောစောဆရာဝန်ဟာ อืมอะล่ะจนပြောမလို့အဖေသူတို့ဖြစ်ပုံကလည်းအခုနွဲ့နွဲ့ဖြစ်ပုံတိုင်းပဲနည်းနည်းသိခံရအောင်เนาะနွဲ့နွဲ့စိတ်မကောင်းလည်းဖြစ်မနေရအောင်ဒါရေဟာတိထားမှာမိုးဟင်းကနွဲ့နွဲ့ပဲလှည့်ပြောတော့နွဲ့နွဲ့ဒီညှိုးငယ်ပဲမဲ့ပြုံးရောင်ရောင်မျက်နှာလေးနဲ့ကောင်းကင်ပြလေသည်မိန်းကလေးကလည်းကျွန်တော်တို့ရက်ကွက်ကနတ်လေးပဲရှူမလို့လို့နဲ့တရားပေါ့ဆိုတော့လည်းညှိဆွမိကြတာပေါ့ကောင်မလေးကရိုးရိုးလေးပါနန်းနန်းစားရရလည်းမဟုတ်ဘူးနောက်နိုင်ငံသားသွားမလို့လို့နဲ့ကောင်မလေးကိုခလေးဖြတ်ခိုင်းတယ်တကယ်တော့နိုင်ငံသားသွားရတာမဟုတ်ဘူးခလေးပြတ်သွားပြီးတော့လည်းမယူတော့ဘူး ဒုက္ခပါပဲ။နွေနွေးသည်စက်ခုံမှထလာပြီးလက်ဖက်ရည်ချမ်းကိုငှဲ့တောက်လိုက်သည်။ထွန်းတော်ငူကအာပစိုးပိုင်းတစ်ခုကိုလွှမ်းခြုံပေးလိုက်သည်။ငူကလက်ထဲမှာဆဲလေးပန်းနီနီကလေးများကိုနွေနွေးရအသာဆွဲဖယ်လိုက်သည်။မိုးဟင်းသည်နွေနွေး၏လှူရှားမှုကုသမြကိုအလွတ်မပေးဘဲငင်းနေမိပြီးဒီမှုကိုရုံးတော်ကတရားစွဲတာပေါ့။ဒီတော့ကလူမှုဝန်ထမ်းအမျိုးသမီးရာရှိရာတရားသူကြီးတို့အတီရရပဲ။သူကတရားသူကြီးဖြစ်တဲ့နှစ်နဲ့ရှစ်လလောက်သွားတာ။ မမေရဒီဖြစ်ရလဲနွေးနဲ့တိုက်ဆိုင်နေတော့သူ့လဲလိလာမိတာလေဆရာဝန်ဘက်ကတရားရုံအကျိုးဆောင်ကလည်းအလျှောက်သိကောင်းတာတရားရုံအကျိုးဆောင်ဆိုတာတရားခံတို့တရားလူတို့ရဲ့ရှေ့နေကိုပြောတာသချင်းတွေဥပမာဥပစာတွေနဲ့တော်တော်နားထောင်လို့ကောင်းတယ်ဥပဒေဝင်နေပါတဲ့တရားရေးအဖွဲ့ကလည်းသိပ်ပွဲကြကြတာဒါပေမဲ့နတ်စမလေးဘက်ကအမှုနိုင်ပါတယ်ဆရာဝန်လည်းထင်ရှားတဲ့ပြမှုကနှမှုဆိုတော့ထောင်းချသွားရောဒါပေမဲ့ခလေးကတော့တသက်မဲ့တည်သွားတာပေါ့နော်နင်တို့ဒီခလေးလေးပြောမိသည် မူအာရီပါပေါ်မှာဆိုင်ရင်စကလေးများကိုအသာတက်ပေးလိုက်သည်။မိုဟင်ကတော့ကျမ်းမြင်ပေါ်တွင်ကြာနေသောဆယ်လေးပန်းနီနီများကိုအစိစိချေမှားပစ်လိုက်သည်။အဖူကြီးလက်သုံးစကားများကိုလည်းရုပ်ချီအမှတ်ရလာပြန်သည်။လောကကြီးမလေးအစမကောင်းရင်အနှောက်မတီးကြတတ်ဘူး။မှတ်ထားကြ။လူဘဝကိုကဒီပုံစံနဲ့ဖန်တီးလာသည်ထင်သည်။အတူတပြင်းစင်းရသည်ဘဝ၊ငနငယ်ရသည်ဘဝ၊ထို့နောက်ဒါဟာလူများစုရဲ့ဘဝ။ တင်ကိုတွေဝေးတဲ့အချိန်မှာလေဝေးတိုက်လို့နှောပင်ကြီးကနှောသီးတွေကတဖြုတ်ဖြုတ်နဲ့ကျွေးပြီးလေထဲဝဲတဲ့ကြဲ။အုတ်ရှိသီးတလုံးကိုမြေကြီးထဲမြုပ်ပြီးကြာဖုံးအုပ်ပြီးမိဖုတ်လိုက်ရင်လေကြံအုတ်ရှိသီးတွေဟာမိနဲ့ကင်လိုက်သလိုအားလုံးကွဲတက်ကြတဲ့။နောက်ပြီးစနေဂျိုစားတဲ့အချိန်မှာ နေကားပါမှာခေးပင်ဆိုင်မိရင်လေဆင်းရဲတဲ့တဲ့။အီကမြမရှိလူကြီးသူမတို့ဤစကားဘဝဆိုတာဗျံမရာဖျို့ဖျင်းနဲ့ဖြစ်ချင်တယ်လို့ဖြစ်လာသည်။မဖြစ်တင်တာတွေလည်းဖြစ်လာရသည်။ ဘဝကိုပြည့်စက်ခြင်းဖြင့်အချိန်ကုန်ရသည်ခွင့်ရင်းသမားများအတွက်တော့ဘဝဆိုတာရယူခြင်းတသက်ဖြစ်သည်မှအမှန်ပဲအဖူးတို့ဘဝကိုပြည့်စက်ပုံကတော့ကာလရှည်လွန်းလာသည်တကားညီနွေကိစ္စကြောင့်အဖူးတရားအဖိထက်ပင် ပို၍စိတ်ဆင်းရရသည်တကားမှမျက်ရည်မကျဘူးသောအဖူးသည်မျက်ရည်တောက်တောက်ကျမိသည်မျက်ရည်ကျလျက်ကပင်ဟဲတခွန်းသာပြောပြီးအဖူးကောင်းအောက်ထားအိတ်နေကြဓာတ်ကိုဆွဲလိုက်သည်ဂျပန်ဒေါ်လာရေးတော့ဂျပန်အသားကိုပြည့်စည်ခဲ့သောအဖူးသားသည် ယခုမတရားမှုကိုပြုကျင့်ကြသောလူမိုက်သားတို့၏အသားကိုခုတ်ထစ်မည်ဟုကြုံးဝါသည်ထို့ကြောင့်အဖီးတို့ကအဖူးရန်ကုန်သွားမည်ဆိုသောကြောင့်အလစ်မပေးရဲအဖူးကိုချော့မော်ထားရသည်ဒီတော့အဖူးသည်အသက်ရောင်ရောဂါနှင့်နေမကောင်းဖြစ်ပြီးကစားဖြစ်သည်အမောပန်သိခံလိုလည်းမရညည်ရီတွေတွေကြလိုသားနေသည်စကားလုံးဝမပြောဘဲအင်ဦးကန်းဖျားစင်ရှိမှထိုင်နေတာနှစ်လနေပါခံကြသည်ဒီတွင်နေပြန်ကြကလေးကမိုးဟိန်းဒီကရုတ်ရွာကိုခြေဦးမလှည့်ဖြစ်တော့ င်တို့ရတော့ငယ်ရွယ်နှုနယ်တော့မိမသားဖြစ်ပေမဲ့သူ့ဘဝအတွက်ရဲဝင်စွာအသင့်ပြင်လိုက်သည် သူ့ဘောကြောက်ရောက်လာသည်များကျင်းစားဟုသည်၍ကိုအပြုံးမပြတ်လက်ဝေခံယူလိုက်သည်မိုးဟင်ကတော့ခံမြင်သောစိတ်ထဲနှင့်ရင်ထဲအမြဲတစေလှုပ်ရှားကနေသည်လူသမိုင်းစဉ်တလျှောက်လုံးတွင်တစ်ခုနှင့်တစ်ခုမတူညီသောဆန့်ကျင်နေတဲ့အင်အားစုနှစ်ရပ်ရှိနေကြောင်းကိုမျက်ဝါးထင်ထင်မြင်တွေ့နေရပါသည်အခွင့်ထူးခံလူဒန်းစားနှင့်အခွင့်မဲ့လူဒန်းစားအင်အားစုနှစ်စု ိုကြောင့်လူသားတွေရဲ့သမိုင်းစဉ်တရက်လုံးကြီးခြေလေခံရသူနဲ့ခြေလေသူတို့ဤတိုက်ပွဲဖြစ်သည်ကိုမြည်သူညင်းဆိုနိုင်မည်နီအရှုံးနဲ့ကအရှုံးထက်ဖြစ်ရတာတော့တို့မခံနိုင်ဆုံးပဲဒီတခါတော့နွေနွေကနာကြီးစရာစကားများကိုတလန်းအလုံးပြောလာသည်အတိတ်ဆိုးဆိုတာကတော့ဘယ်နည်းနဲ့မှအနာကရဲ့လမ်းစာမဖြစ်နိုင်ထို့အတိတ်ဆိုးကိုခြေဖြတ်လိုက်မှဘဝဆန်းသစ်လာနိုင်မှာပေါ့တရားရုံးကပြန်လာကလေးကနွေနွေနေမကောင်းခေါင်းတွေတရေရေနှင်မှုနေသည် မြင်းစုရင်းမွေးနဲ့ငုံရှုလဲပိုးပြီးညှစီစီဖြစ်လာတယ်။အမူအရာတော့တိတ်မပြတ်လှ။မင်းတို့ရဲ့တတိကောင်းလာသည်ဟုမထင်စဘူးထင်လာမိသည်။သွေးနေနေတဲ့သည်ဟုပင်ချီးမွမ်းမိသည်။ကိုရောင်တန်းလျာသူအထုပ်ကလေးဆွဲလျက်ရောက်လာကလေးကနွေနွေရာကျင်နာစွာလက်ကမ်းကြိုဆိုမိသည်။စောတူဟာမျက်ရည်တွေလဲလာသည်ဖြင့်နွေနွေမျက်နှာကိုမကြည့်ပဲကြရကြရမျက်နှာလွှဲလိုက်သည်။နွေနွေမိုးဟင်းသည်တခုတည်းသောရတိပြဲဆုံးဖြတ်ချက်နှင့်နွေနွေအားစကားဆဆိုရန်လန်းခင်းလိုက်လေသည်။နွေနွေသည် ထုံနေသလားမသိတင်းငိမ်သောညနာနှင့်မိုးဝင်ရာထမ်းကြည့်လိုက်သည်ဒီဒီဟစာကြီးမှာနွေ့နွေ့ဤမျက်လုံးအိမ်နဲ့နဲ့ကလေးမှာငိုချင်းရှည်တပုံနဲ့ငိုနေဟန်ကိုမြင်တွေ့ရသည်မျက်လုံးအိမ်မှာမတိမတာဆွဆွနေတော့လဲနှုတ်ကပြုံးမလို့နဲ့ဟန်ဆောင်အတင်းထားလေသည် မိုးဟိန်သည်ရှင်နဲ့ဖြက်ခနဲခုံရက်လက်နှစ်ဖက်ပိုက်ထားကနှယံကိုမှီထားလျက်ဒီအချိန်မှာမှဒီစကားမျိုးပြောလာရတယ်လို့ငါ့အော်ရောစိတ်မဆိုးနိုင်နေနေမှန်တော့အခုပြောလာရတာလေ နင့်ပေါ်ထားတဲ့စေတနာရာဂိုင်းနှုန်း90ပါတယ်ဆိုတာကိုနင့်ရော။ဘာညာလဲ။နင့်ရောဒီစကားပြောကိုငါစဉ်းစားခဲ့တာ။ပုံမကြီးရှင်မကိုပူဇော်တဲ့နေ့ကလေးရပဲ။ဒါပေမဲ့နင့်မျက်နှာကလေးကကလေးမျက်နှာလေးမျိုးငယ်သေးတယ်တင်နင်ငါမပြောပြခဲ့တာ။ဒါငါအမှားလားနင်တွေ။ပြီးတော့ဒီတော့ကနင့်အဖို့ရွာနွားမြက်ရွာနာစားချင်မှစားမှာပေါ့။ရွာနာဖျားရွာသားမကြည့်ညူဆိုတာလို့ပေါ့။ ငါပြောတဲ့စကားလေးကိုနင်လေးစားခြင်းမှလေးစားမယ်။နားဝင်ခြင်းမှလည်းဝင်မယ်။ခုတော့လေးလေးနက်နက်နားထောင်ပြီးစဉ်းစားပါလို့ငါတောင်းပန်နေတယ်။မောင်းရရလဲနင်ရတို့တငယ်ချင်းပဲပြီးတော့တို့ကောမရိတ်လည်းဖြစ်တယ်ဆို။မိုးဟိဤလက်မအိုးကိုလှမ်းကင်လိုက်သည်။မိုးဟိနီနွေ့နွေ့ဤမျက်နှာကလေးကိုစဉ်စဉ်ဆာဆာစိုက်ကြည့်နေရမှနွေ့နွေ့ထံမှမျက်နှာလွဲကရှည်တယ်တယ်မှလင်နဲ့ရှင်မှပကြီးတယ်မှကနေသောနွေ့နွေ့ဤရုပ်ပုံလွာကိုလှမ်းကြည့်ဆိုင်ရင်ငါအနှင်းကိုချက်နေတာ။ ခုလက်ထက်မယ်လို့ပြောမယ်ဆိုရင်နှင်းအနေနဲ့ငါ့အောင်နောက်ကျသွားပြီအပြစ်တင်ခြင်းလဲတင်မှာပေါ့ငါ့ဖို့ကတော့နောက်မကျဘူးဆိုတာပြောချင်တယ်နွနွေးဒီမိုးဟိတ်လက်ကိုကင်ထားတော့သူ့လက်ကိုပြန်ယူလိုက်သည်အံ့ဩလာတော့လဲညှော်လင့်သောစကားများလည်းမဟုတ်သည့်အတွက်ရုပ်တရက်နှုတ်ဆွနေမိသည် အတွေးနှင့်တအောက်မြငိုင်းနေရမှနောက်ကျတယ်မကြဘူးရဲ့လို့တော့အပြစ်တင်စရာမရှိပါဘူးမိုးဟိတ်ဒါမဲ့ဒါမဲ့ဘာဖြစ်တယ်လဲ နင်ပြောတာတော့တို့လက်မခံနိုင်ဘူး။ဘာဖြစ်လို့လဲ။လက်မခံရင်တော့ဘော။နင်တို့ကိုလက်ထိုင်အားလုံးအဆင်ပြေသွားမယ်လေ။နင်ဘွားလည်းကောင်းမယ်။ဘွားတစ်ကိုစကြမယ်နင်တွေ။နင်တွေဒီကောင်းခါလေးရကမျက်ရည်တွေလေးလာသည်။ဖြစ်ပါအောင်မို့ရဲ့။ဘာလို့မဖြစ်ရမှာလဲ။သူများထားခုတ်ရအောင်လက်မရှိုးခြင်းမနဲ့ဟဲ့။ဒီသဘောလို့ငါတော့မယူစားဘူးငါသာရတစ္ဆာကိုယုံနေနင်တို့ငါတို့အဖိနှိတ်ခံလူရန်စား တို့မှာအကုန်ရှိဘူးဥစ္စာမဲ့ပညာမတတ်ဘူးအေးဒါပေမဲ့စစ်မှန်တဲ့မြင့်တာဆိုတာရှိတယ်ကိုချင်းစာနာမှုကျင်နာမှုတွေရှိတယ်သူတို့ကဖိနှိပ်သူတွေဂုံရှိတယ်ဥစ္စာရှိတယ်ပညာကလည်းထိတ်တန်းပဲဒါပေမဲ့မြင့်တာတွေကခေါင်းမာတယ်လေဟာသစ္စာတရားကိုသူတို့လုံးဝကြောက်ခိုင်းတာတာအကျင်နာလည်းမဲ့တယ်ကိုကောင်းလည်းဆန်တယ်နင်တွေသူတို့စီကဘာခွင့်ရေးမှနင်ဒုထောက်တောင်းတောင်းဘယ်ထောက်မှမရဘူးနင်ပြောတာမှန်ပါတယ်နင်အရင်တော့သတိပေးခဲ့တာတွေလည်းတို့သတိရပါတယ်ဒါပေမဲ့ မိုးဟင်းကစကားကိုဖျက်လျက်အခုကိစ္စမှာငါအကျိုးအတွက်လုံးဝမပါဘူးနင့်အတွက်ငါပြောနေတာငါနားလဲပါတယ်ဒါမဲ့ငါမှညနေဤစကားများမှာထစ်အာနေပြီးညနာမှာနင်းညမ်းလျက်ကလေးသာမရှိရင်တော့နင်ပြောတာလက်ခံနိုင်စရာရှိပါတယ်ထူဆန်းသောစကားတစ်ခုကိုဆိုလိုက်သည်မိုးဟင်းညှုပ်ရက်နားမလဲငါပြောနေတာနင့်မှာကလေးရှိလို့ မိုးဟင်းကဘလို့ဆက်ပြောရမည်မသိပြောရတာတော်တော်ပဲခက်သည်ပြောရသည့်အခြေအနေကလည်းနည်းနည်းမှမကောင်းနှမငယ်တယောက်လိုဖြစ်နေပြန်တော့လေအတော်ပင်ကတိကအောင်ဖြစ်လာသည်ငနာလည်းပူလာသည်နွေနွေရလည်းကာယကံရှင်ဖြစ်သည်မို့နှုတ်ဆွန်ကအတန်ကြာငိုင်းနေပြီးမှကလေးဖေရတယောက်ညမဲခန္ဓာတယောက်ဆိုတာမျိုးလူမဖန်နှီးခြင်းလူတွေကိုလင်ရတဲ့အလုပ်ကိုငါမလုပ်ချင်ဆုံးမယ်မွေးနင်လည်းလိန်နေတဲ့လူမှမဟုတ်တာသူပြောတာနားလဲတယ်နော် ရေလဲစွာပြောလိုက်သည်မိုးဟင်းရတစုံတစ်ခုသောစကားကိုပြောရန်စီစဉ်ပြီးမှသတိမေ့သွားပြီးဒါမဲ့တို့မလိန်ချင်ပါဘူးတို့မလိန်ချင်ဘူးမြင်းတွေကထက်တယ်လေးပြောရင် မျက်ရည်တွေကြာကငိုလိုက်လေသည်စောတူးသည်သူတို့အနည်းတွင်ငိုင်းနေရမှကွန်းတရာကိုပါဇက်သေးထိုးထည့်ပြီးပြုံးစုအိမ်ထဲသို့ထထွက်သွားသည်မိုးဟင်းညီနွေ၏ပခုံးကိုလှမ်းဖက်ခါနွေ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 ဟူတာညီမလေးသည်နွေနွေကိုနန်းညင်လျက်နှင့်မနှမ်းရက်ဖဲ ตาအရာထွေးပိုက်ထားမိသည်ဒီလိုပါပဲနွေနွေကိုနန်းညင်လျက်နဲ့မနှမ်းရက်ခဲ့တာတစ်ချိန်ဖြစ်ဘူးသေးသည်အပင်မှာကိုယ်တိုင်းစိုက်ထားပြုစုထား၍ဖူးခွင့်လာသောပန်းကလေးပမာမခူရမထီရနေလာခဲ့ရမှအနိုင်ကျင့်တတ်သူကပန်းကိုခူးချေ၍အာရအောင်နမ်းမိမှခြေမှနင်းချေလိုက်သလိုပါပဲနွေနွေသည်ပြုံးစိုတရိယာပြီးမဟင်ယာတွန်းဖယ်လိုက်သည်မဟင်ပါနှစ်ဖက်ကိုသူ့လက်ကလေးနှစ်ဖက်နှင့်ကိုင်းကကျနာရသောမျက်နှာကိုအာရပါရဆိုင်ကြည့်ရင် တငယ်ချင်းတို့မယူပါနဲ့သူများအကြယူယူရမှာမရှက်ဘူးလားရှိုက်တန်တဝန်းနဲ့မေးလိုက်လေသည်ထို့နောက်သူ့လက်ကိုဖယ်လိုက်ခါပါပြင်ပေါ်တွင်လိမ့်ဆင်လာသောမျက်ရည်တို့ကိုတုတ်ပစ်လိုက်သည်မိုးဟိန်ဒီစိတ်နှလုံးကြေကွဲပွေရာအဖြစ်ကိုဘယ်လိုခြေဖြတ်ပြရမည်ကိုတွေးမိရတိုင်းခေါင်းအောင်ကြိုက်ခဲကမူးဝင်နေသည်ရှင်ထဲတွင်တင်းကျပ်ဆုပ်ပိနေသည်ပြုံးစုံနှင်းတွေထိုင်ရာမှထလိုက်သည်တို့ကတော့မဟုတ်ရောဘာမှမယူဘူးယူလည်းမယူရက်ဘူးတို့ဆုံးဖြတ်ပြီးသားတို့မချင်နဲ့ မချစ်နဲ့ကြပြောဆိုဆိုမိုးဟိန်အနီးမှာကြပြားကြပြားဖဲထွက်ကကိုရောင်တန်းလျားလေးမှပြေးထွက်ခဲ့သည်ရှင်မလိုက်လဲသောရှိုက်တန်တို့သည်ဝမ်းထဲကြေကွဲပွေရာဖိတ်ဆင်ပြန့်နှံ့ကကြံ့ရစ်ခဲ့လေသည်တို့အချိန်၌အခြေအနေတို့မှာမထင်မဖဲတင်းပါလာသည်တိုက်ကြီးဤစင်ဝင်အောက်တွင်ထိုးချလိုက်သောဖီယက်ကအဖြူလေးမှတာနာသောအနောက်တိုင်းဝန်းစုံတွင်ထွက်လာသောကောင်းမော်ဆန်အားမင်းတို့ကဘာမပြောညာမပြောနှင့်အရှိန်ပြင်းစွာတွန်းပစ်လိုက်လေသည် ကောင်းမော်ဆန်မှလည်းရုတ်တရက်မှုရိုင်သွားကမျက်နှာနီလာပြီးကြောင်အန်းနေသည်။ကားရဲအတူတူပါလာသောတင်လက်ဆန်နဲ့စော်စော်တို့ကမူနွနွေကိုဝိုင်းအောင်လာကြသည်။နင်ကဘာလူပါဝါလဲ။တင်လက်ဆန်ဤနင့်တီသောစကားကိုကြားရပြီးနောက်နွနွေဤဘယ်မှာလူပါဝါလို့လဲဟုပြန်လည်အော်ဟစ်တန်ကိုလည်းကြားရသည်။ထို့နောက်စော်စော်နှင့်တင်လက်ဆန်တို့ကနွနွေအားဝိုင်းရိုက်ကြသည်။ထို့အခိုက်ပြုံးဆိုမိုးဟင်းတရအပြေးအလွတ်ရောက်လာကစော်စော်ရောတင်လက်ဆန်ကိုရောတအားဆောင်တော်မြစ်လိုက်သည်။တရင်ကဟန်မြပင် ။ဖျက်ပြက်တယ်လို့မြန်ဆန်လုံးလာသည်။ဖျက်ဘလို့ဖြစ်ဒီကိုသတိမရ။မိုးဟိနဲ့စောစောတို့လုံထွေးတက်ပုတ်နေတာပဲအမှတ်ရတော့သည်။စောထူတရားဝလုံးတစ်ချောင်းအောင်ကိုင်းလျက်အနီးသို့ပြေးလာသည်ကိုလည်းမှတ်မိသေးသည်။အားလုံးရှုပ်ရှက်ခတ်သွားသောအချိန်အနည်းသို့မထင်မှတ်ပဲရောက်လာသည်။ညမကြမီရဲကားစီးရောက်လာကဒေသများကမိုးဟိနဲ့စောထူတို့ဟာဖမ်းချုပ်လိုက်သည်။ကျွေးရတဲ့နေသွေးစားတွေပေးနေသောဒံရရင်းနဲ့ညုံမဲနေသောမိုးဟင်းအင်းမျက်နှာသားသည်နည်းနည်းမှမလျှော့တင်းမာနေမြဲပင်စောတူကလည်းကွန်ဒရီကိုဟန်မပြတ် ပြစ်ခနဲတစ်ချက်ထွေးထုတ်လိုက်သည်ဌာနရောက်တော့မှဘသူတရခန့်ဖြစ်တင်ဖြစ်တိုက်တယ်ဆိုအကျုပ်ပြောပြမယ်မိုးဟင်းကပြောမိအောင်ပြောလိုက်သေးသည်မတူညီပဲစန့်ကျင်တဲ့အင်အားစုနှစ်ရရဲ့နောက်ဆုံးတိုက်ပွဲကာလပဲဖြစ်ပါစေဟုရှင်နေနိုင်ဆန္ဒပြုလိုက်သည်ထို့နောက်လူလူချင်းတင်စည်းမှုသွေးဆုပ်ချေလဲမှုဖိနှိပ်မှုလူဒန်းစားကွဲပြားမှုနဲ့လူဒန်းစားတိုက်ပွဲတွေကလွတ်မြောက်ခြင်းနဲ့လူပေါင်းတရက်လုံးလွတ်မြောက်အောင်လုပ်မှသာဖြစ်မယ်ဆိုတာကိုဗမာဖတ်မိပါလေဟုတွေးပြီးအချုပ်ကားတဲ့တွင်အတွေးအိမ်ဆောက်လာခဲ့မိသည် မိုးဟင်းနားရဲတွင်ဥစည်းပုံပေါင်းတံများဆူညံလာသည်ကောင်းလိုင်းကြီးကိုအဝိထမင်းပုတ်ပေးထားသော ပုံမကြီးရှင်မသခင်မဆိုရှေ့မှထား၍တလင်းထဲရှိစပားပုံကိုခုနှစ်ပတ်ပြည့်အောင်လှည့်ပတ်ကြလျက်ကလေးတငယ်လူရွယ်တို့၏အတိုင်အဖောက်တန်ချက်ထိုးတန်တို့သည်လည်းဝေးစီလာပြန်သည်လှဲဥမှာပေါ်သုံးတောင်ကျော်တဲ့တို့စပားမထွက်တင်လားထွက်တင်လားဟေထို့ပြင်နှစ်စဉ်အဖီးတို့ဆူတောင်းမြဲချစ်ကြသောပုံမကြီးရှင်မ၏ကျွန်တော်မတို့ရဲ့လေယာဉ် မိုးကောင်လည်းရေးမရှာမိုးကောင်လည်းရေးမနစ်လောက်ကန်ရအပြက်အစီမရှိနှစ်စဉ်တောက်ပဲသိညာဖွင့်မျိုးပြီးချမ်းသာကြွယ်ဝပါစေဆောက်ရှောက်တော်မူပါတိုင်းတဲတန်ကိုကြားရောက်နေမိသည်မိုးဟိယင်းနေ၌ကအဖူတို့အဖီတို့နဲ့တောင်သူလေသမားအားလုံးလူစင်းရဲ့ဘွားကလွတ်မြောက်ကြပါစေလူတိုင်းလူတိုင်းဖို့လူနဲ့ချဲလဲစိုးပိုင်ခွင့်မရှိတဲ့လူတိုင်းလူတိုင်းစားဝတ်နေရေးတို့မှာပူပန်ကြောင်းကြမှုမရှိတဲ့လူတိုင်းလူတိုင်း ဘဝလိုအပ်ချက်တွေပြည့်ဖြိုးရှံတတ်တဲ့ဘဝတစ်ကိုရက်တူတူနဲ့ရောက်ကြပါစေအဖိုးတို့လူရန်စီစီနဲ့ထက်တန်ကြကြမြို့အနေအစားမျိုးနေနိုင်ကြပါစေဆန္ဒပြုလိုက်ပါရဲ့နွေနွေညာပေါင်းများစွာအိတ်မပြောခဲ့တဲ့နွေနွေတရားဒီညအဖိုးအေးချမ်းချမ်းအိတ်နိုင်ပါစေလို့ဆုတောင်းခဲ့ရပါရဲ့အိတ်မဆိုးများမအောင်တော့အကြီးတန်းအိတ်မဆိုးမှာအမြန်ဆုံးနိုးထနိုင်တာအိတ်မဆိုးကြောင့်မတုံမလှုပ်တော့ကိုယ်အဖြစ်ရက်တည်နိုင်လိမ့်မည်ဟု ညှော်လင့်ကြည့်စွာ အားထားမိလေသည်နနက်အစောအကြီးရှိသေးတော်လဲငုအာ၏တခြင်းတန်နှင့်အတူနိုးထားမိလေသည်ကျွမ်ဗီဇာပရမများရောင်နေဝဲကုတ်ကိုတို့သည်ညာစင်းရောင်ထွန်းလင်းလာသည် နေ၏အစသည်လှပသလောင်အင်အားပြွားလျက်ရှိသည့်တချမ်းပဲလာနှင့်ကျဲဝင်းတို့သည်တကြစာလောကမှခွာလေပြီမှုထုံတင်ပြန်သောစပယ်ရနှံ့သည်မိုဟိန်းနာဝါမှဖြတ်တန်းကဖျားစင်ပေါ်တွင်ကျန်နှံ့ကြိုင်လိုက်နေကြသည်မိုဟိန်းအိယာခေါင်းရင်းမှဖျားစင်ရှိတွင်အငွေတထောင်းထောင်းနှင့် စွမ်းပကံများရောက်နှင်နေလေသည်လူနွေးပဲချင်းရများစွန့်ထချက်ပါလေလိပ်ပြာလေးတွေလိပ်ပြာလေးတွေလှလိုက်တာလှလိုက်တာပန်းဝီရီကိုစုပ်ပါပန်းဝီရီကိုစုပ်ပါချစ်စရာချစ်စရာမူပါတယောက်လဲသူတကိုယ်လုံးယောဂီយ៉ាងတပတ်ပတ်ရင်အလုံးရှုပ်နေသည်နှုတ်မှသချင်းကြီးမပြတ်တပတ်စာကလေးမှာရစ်ပတ်ချုံရင်တူလိုက်ရှည်လိုက်နှင်းမူပါစိတ်ညစ်နေသည်အော်ဟုဆိုကစုပ်တစ်ချက်တက်လိုက်သည် ထို့နောက်လက်ပြလေးတွေတခြင်းကိုမဆုံးမီငုဝါသမီးရှင်းမို့ဖះကတော့လေချင်းဆိုတာတော်ရော့ပေါ့တော်သေးပါဘူးတော်ရော့ပေါ့တခြင်းဟာဆိုလို့ကောင်းတယ်ဒီတခြင်းဟာမကောင်းပါဘူးဟွန်းဘာဖြစ်လို့ရောင်စုံဘောလုံးတခြင်းဟာမကောင်းတာလက်ပြလေးတွေလည်းကောင်းပါရဲ့သမီးကလက်ပြလေးတွေကိုချစ်တယ်မချစ်ပါနဲ့လက်ပြလေးတွေကအကြည်တန်းနဲ့ဘန်းဝီကိုစုပ်တယ်သူတို့ကြောင့်ဘန်းလေးလည်းဒုက္ခရောက်ရတယ် ရွှေခေါ်သည်လို့၆ချုံသည်လို့အတီးတွေနဲ့အရေးကုန်ပြီး၆ကုန်ရောဒါကြောင့်အဲ့ဒါတွေကိုလက်ပြဆုပ်တဲ့အတီးလို့ခေါ်တာပေါ့မြွေမြေဒီမိဖို့ရဲမှာရှင်းပြနေသည်မြို့ပါတချန်တန်လေးကပျောက်သွားပြီးအတွေးနှင်ငင်းငိုင်နေသည်သူ့အမိုးနွေနွေရသူခံစားချက်နဲ့သူတချင်းမဆူရန်တားသည်မြို့ပါဒီမတန့်စင်သောအတွေးတွေနဲ့ရှုပ်ထွေးသွားမည်ကိုလည်းစိုးရိမ်မိသေးသည်မြို့ပါဟင်းဦးဦးနိုးပြီလားအေးတမီးတို့လဲလဲဆင်းမယ်လို့ဟာအစိုးရပါလား ဒါအောင်နောက်ကြနေပြီတဲ့အမိုးကပြောတယ်ဘုန်းကြီးတွေဆွမ်းလောင်းမင်းသွားမှာငုပါသည်ထမိန်ကလေးကိုဘူဒီဘက်တီနေဝတ်ထားသည်ဒီနေ့ကြောက်မသွားဘူးလားဥပုံနေလေဦးကလည်းအော်မေလိုမေလိုငုပါကမိုးဟင်းပြောကိုသဘောကျကစစ်စပွဲရင်မောနေလေသည်ဦးရောကောက်ဆိုင်တလားဟွန်းညာပါအမိုးကအူးလေးငငယ်ကကောက်ဆိုင်တယ်တဲ့ဒီကန်ညီနောင်ကလေတွေကအရင်ကအူးအဖူးလေတွေဆိုအူးမှာဘာကြီးလဲရှိတယ်တဲ့ န်ကြီးနောင်ပိုင်းမြောက်ဖက်မှအလဲတွေကိုနွေနွေတို့မိုးဟိန်တို့ဘိုးဘပြည်ပင်တို့အစဉ်အဆက်လုပ်ခဲ့ကြသည်။နှစ်ဦးပေါင်းဧက90ခန်းရှိခဲ့သည်။မြောက်စုစုဘက်တွင်ဥရောင်းစုကြီးရွာရှိသည်။ဒုနေရတစ်ခွိုက်ကကျဲပြန့်သောလေခွက်များတစ်မြောက်တစ်ခေါကြီးဖြစ်နေသည်။အနောက်မှအရှေ့သို့ချောင်းမတစ်ခုဖြက်စီးဆင်းနေသည်။ထိုချောင်း၏တောင်ဘက်တွင်မိုးကောင်းဖျားရှိပြီးဖျားနီးတွင်ကန်တစ်ခုရှိသည်။ဖျားအနောက်ဘက်မှပတ်၍ချောင်းတစ်ခုရှိသည်။ချောင်းများကရေစီးတန်လာသည်။ အရင်လိုပဲလေကွင်းတွေတွင်ရေများပြည့်နေဦးမည်ထင်သည်မြွေတွေတရားမိုးရဲလေတဲ့နေတဲ့ရာသီဥတုဤပြင်းထန်သောထောင်အံတုရင်လေထဲစမ်းမြုံနေတော့မည်လောလေလောက်တာပင်တော့လေပန်ပမန်းနာပေါ်မိုးဟင်းရဲ့ဒါမဲ့တို့ဘဝမှာလည်းပေးเสียငွေလည်းမရှိဘူးဘဝဒုက္ခတွေကလွတ်မြောက်အောင်ပြေးเสียမြေလည်းမရှိဘူးပြီးတော့ငူဟာနဲ့အဖီးတို့အဖူတို့ဘယ်သူမှလုံချွေးမလဲနွေနွေရပူပန်ရှာသည်ထို့နောက်သူ့အသားများနေနစ်လေးတန်းခံနိုင်ရန်တနခါပကြအပ်လေလင်းရသည် အဝိတူတူတင်တိုင်းရှိကြီးကိုလည်းတကိုးလုံးဖုံးအုပ်ဝတ်ထားသည်မျက်လုံးနှစ်ပေါက်သာချန်၍မျက်နှာကိုလည်းဖုံးထားပြီးလက်တွေအားစလက်အိတ်ကိုဝတ်သည်ကရုတ်ရွာမှနွေနွေတို့အရွယ်မှစား၍အရွယ်နှုနယ်သောမိမငယ်တို့သည်အသားကိုနေမလောင်စေရန်ဤသို့ကာကွယ်ကြသည်မကျင်မီရဲ့ညီမလေးမခင်တက်လဲဒီနေ့ဆယ်တန်းအောင်စင်းနဲ့မပိုင်လေတဲ့ဆင်းလို့တော့မယ်တဲ့မကျင်မီရတော့ပညာရေးတက်ကတူတတိယနှစ်ရောက်နေလို့တော့ပါသေးရဲ့နော်တော်တို့အကူအံ့မောင်းတော့စေချောင်းကတန်အမီ9နှစ်ရောက်မှထွက်လိုက်တာ ဆရာတချို့နဲ့မပြေတယ်လို့ចောင်းဆက်မနေရတော့ကုတို့စီမှာလဲလုံနေတယ်။ဟွန်းသူကလဲလုံနိုင်လို့လား။သူလဲလဲသမားသားသမီးပဲဟဲ့လုံနိုင်တာပေါ့။ဒါပေမဲ့ပင်တော့ပင်မန်းတာပေါ့။သူ့ဖြူတဲ့အသားတွေလည်းနေလာမီနေရဲ့ညိုမောင်းနေရပဲ။ဘွားဆိုတာဒါပဲဖြစ်ချင်တိုင်းဖြစ်ကြတာမှမဟုတ်ပဲ။ကံတရားဆိုတာကလည်းတို့လူလူတွေကိုမတိကျွချွန်ပြူတာပဲ။ညနေလဲခဲဖြစ်ဆိုသလိုသူကတော့ကံမကောင်းပေါ့ဟဲ့။ဒါပေမဲ့ကံတရားဆိုတာကိုလူကဖန်တီးလို့ရမယ်ဆိုရင်တော့ မင်းညားကပဲနွွင်နွင်နဲ့စကားတွေကြားကြီးထိုင်ပြောမိသည်။မိုးဟင်ကနွွင်နွင်စကားမစုံခင်ရပင်လူကလည်းဖန်တီးလို့ရပါတယ်ဟာ။ရတယ်လို့လည်းငါယုံနေတယ်။ချက်ခနဲဝင်ပြောလိုက်သည်။နွွင်နွင်ဒီသဘောမတူလို့လားမသိခေါင်းကသာခါရမ်းမိသည်။မိုးဟင်ကသာဆက်၍တို့ဟာကန်ကျမရဲ့ဆရာသခင်ဖြစ်တယ်ဆိုတဲ့စကားကိုတော်တော်ထောက်ခံနေတယ်။နုံမဟုတ်ရင်ငါတို့အရှုံးကြီးပဲထွက်နေမှာပေါ့။ရှုံးမရင်ယုံနေရရင်လူ့ဘဝမှာဘယ်နေရာကျိုးနဲ့မလဲ။ င်းကသိစိတ်လျှော့တာပဲနင်းတို့ရဒီလိုလျှော့ကြီးပဲနင်းလူလူချင်းလဲတို့တွေကိုအမျက်ထုတ်မှာပေါ့ကံကျမကလည်းစေရနာကောင်းပါမို့တို့ကစိတ်မလျှော့ပါဘူးစိတ်မလျှော့တော့ဒီလိုနင်းနေတာဘယ်နဲ့နှစ်ရှိနေပြီလဲနင်းတို့ကဝဲမခံချက်ချင်းချေပါနင်းကတို့ကိုရန်ဆောင်မို့တော့စိတ်တက်ကြွားတယ်ဒီတခါမိုးဟင်းကဝမ်းနဲ့စကားပြောသည်နင်းတို့ဒီညနာလွှဲချနေသည်မဲနဲ့တော့မျက်တောင်ရေဝန်းတို့ဒီညခန်းပေါ်တွင်မိစင်းတွေကမတိမသားပြုံးရင်းခေါင်းကိုအသာခါရမ်းသည် ထို့နောက်စကားကိုလေးလွှဲရင်းအမောင်ချောင်းရောက်သွားသည် အမောင်ကတော့တကယ်ကိုချစ်ချူဖို့ကောင်းတယ်အမောင်တယောက်ချီနေရစိတ်တွေကိုဆွန့်လွတ်ခဲ့ရကထုံနှုံးကန်ခဲ့ရသည့်အဖြစ်ကတော့ဒဏ္ဍာရီမဟုတ်ပေအမောင်ရန်ကုန်တွင်ကြာရရမည်အလုပ်လည်းမဆောက်စိတ်လေးလည်းမလွှင့်မဲကရုတ်တို့ရုတ်ချီးပြန်လာပြီးဘဝပြင်ပြင်ဓမ္မဥချလေရလုပ်ငန်းကိုတကားရဲစောက်ချလုပ်သည်စပားလီရင်တချင်းတွေတပုတ်ပြီးတပုတ်ဟစ်တက်တော့အံ့မောင်အတန်ကြားလျင်အံ့မောင်ရဲ့အမိကမျက်ရည်ဝဲသည်အံ့မောင်အမိသည် မိုးဟိတ်မေလို့ မြန်မာမဖြစ်တော့လဲကရုတ်တွင်မြင်အခြေချခဲ့သည်သားကိုယ်တော်ဆရာဝန်ဖြစ်စီလို့လှသည် သူတို့တစ်မျိုးလုံးတွင်ဆရာဝန်ဆို၍မူးလို့ရှူစရာမရှိပြောရင်ငါလဲနွိနွိလို့ရှူစရာကောင်းမော်လို့ဆရာဝန်တယောက်လောက်ရှာအောင်မှပဲထင်ပါရဲ့နောက်တီးနောက်တော့ပြောချင်ရာပြောသေးသည် ထို့နောက်မခန့်ခြင်းဟန်ဖြင့်ငုပါကိုဆရာဝန်မှလှုပ်ခိုင်းဟုအပိအားမြောက်ပြောပြန်သည်သူ့လင်ကိုအသက်ထမြချစ်ရှာပြီးငါလင်ကရင်ကြီးဟုနောက်ပြောင်တက်လျက်အမောင်ဖေးဆုံးတော့ရင်ခွဲမတက်ကြီးခွဲရှာသည် ထို့နောက်သူချစ်လင်စားတိမြေကိုမစွန့်တော့ကောင်းငင်းဖိမုတ်ရွှေထမင်းငွေထမင်းတို့ကိုဓာယုကရုကားစိမ်းမှလက်ဖက်ရည်ဆိုင်တွေဒီမောတင်ရောက်ရင်သားဖြစ်သူကိုမဖြစ်ဖြစ်အောင်ကြောင်းထားရှာသည်စပားလေးဆိုင်ရင်တနေ့သိမ့်နဲ့မမောင်ညွန့်ဟင်းဒရာထွန်းရင်မမအေးတချင်းများနဲ့စတူဒီယိုဇက်ထုတ်များကိုပါဇက်တက်ပြဖွင့်မြဲဖြစ်တော်လဲအမောင်၏တချင်းတန်ကြလျင်အမောင်အမီတော်ငင်းကြီးနေစရာမရှိသူများကိုစပြီးတော့ထွက်ထွက်မပြေးနဲ့ရင်နာရလိမ့်မယ်မချစ်နဲ့ချစ်ရီ ဆင်းရဲတာစမ်းသလားအချီဂုံမမက်နဲ့ရှင်နာရလိမ့်မယ်ချစ်လို့ပြောမယ်စပားလိုရင်ဒီဆိုတော့စတူဒီယိုတေးကိုတော့ဒေါ်ငင်းရတဲ့နေပြီးပြာတူတပုတွေစား၆ချိန်ကြာရင်တော့အံ့မောင်နေဒူလဲလဲမစင်းတော့စားကြရတဲ့ဘဝကိုဘယ်လောက်ဆင်းရဲပင်ပန်းသည်ဆိုဒီကိုလဲသမားများသာသိသည်စကံမလန်အတန်ကုန်အောအားဟိယာဒီကတဌာနလူလူကိုလုံးလုံးရှားနေရသည်မှာလည်းအချိန်တိုင်းမှုခြေုံလက်ပန်းကြလာသည်နင်းတဲ့တဲ့တွင်စာအုံကောင်းမှုခြုံလျက် အံ့မောင်တရားစာချောက်ရတော့ဘဝကိုဒေါ်ငိမ့်ကစိတ်ဆင်းရဲလျက်ငိုရစီမှာခဏခဏစာချောက်ရင် အတန်ပြောက်မယ်နော်နွဲ့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 ကိုအတတိပင်သူ့အတန်ကြီးလဲလေเจ้าကလုံးဝပေါ်မလာတော့ပဲခြေပြလက်ပြစကားပြောရတော့ခြေအနီကိုနွဲ့နွဲ့တို့ဒီငိုအားထက်ရေအားတန်ပြီလေဒီငိုပါတော့လဲနဲ့မစင်းစင်းနဲ့နတ်လည်းမလုံးနဲ့ဆရာဝန်ပဲလှုပ်ခိုင်းကရုတ်ရွာအတွက်ဆရာဝန်တယောက်တို့အမျိုးအတွက်ဆရာဝန်တယောက်လူတယ်အမောင်ပြောတိုင်းသူ့အမေကငိုသေးတယ် မင်းတို့ရလည်းငူပါကြီးသမင်းကလေးများကိုဆန်ချစ်ချစ်ပေးရင်မျက်ရည်လဲနေတတ်သည်စိတ်ညစ်တာတွေဖြောက်ပြီးပျော်စရာကိုပဲရှာနေကြသူမှုမျက်ရည်လဲရင်လဲရင်းမိကြပြန်သည်ရွှင့်များလူကြံ၍မဲနေသောတစ်တဝိုင်းများနှင့်တံတားငယ်ကလေးကိုအံ့မောင်းသည်ဂျပန်ဓားသမားပမာဓာတဝင်ဝင်နှင့်ဟန်လှုပ်လျှောက်တတ်သည်ကိုစောသူကဇာတူအီရှူဟုနောက်ရင်ပြောင်းရင် ခေါ်တတ်သည်လေရော၏ဝင်းကျင်ကတော့တာယာလန်းဆန်းမြဲပင်ငွေပြိုင်းတအုပ်သည်ဝဲပြန့်လျက် ဂျိုင်းတချို့သည်နှုတ်သီးရှည်ခြင်းများနှင့်ကရော့ပေါက်တွင်ငါးကောက်နေကြသည်ကြည့်၍မစုံနိုင်အောင်တမျောတစ်ခေါ်ကြဲပြောလာသောလေဝင်းမြင့်ကြီးကမိုးရက်ရည်တဲ့ချောင်းရည်မြောင်းရည်တစ်ဖွေးဖွေးနှင့်ជីနူးပွဲအတီးပဲရှည်လျားသောနှစ်ကာလအပိုင်းခြားတွင်မိုးဝင်ဖို့ပထမအဦးဆုံးအကြိမ်လေတော်သို့အလဲရောက်ခြင်းပဲရွှေမြေဆိုင်ငယ်ကိုကောက်ယူလျက်ရည်ထဲပြန်ချလိုက်လျင်ဆောင်းဝိုင်းငယ်သည်ကျယ်ပြန့်လာသည်ကြာပြူကြာနေတို့သည်လှမ်းရည်တွင်လူလိမ်ကဆော့ကစားနေကြသည် လေအဝှေ့တွင်ကောက်စိမ့်ပင်ပြူတို့သည်လှိုင်းပမာတိတိလေးနှင့်တွန့်ပြေးနေကြသည်မိုးရင်ထဲ၌ကြ བྱ ာတစ်ပုတ်သည်နှဲ့မိလာသည်မိုးရီတက်ရီတဖွေဝေးကွင်းကျယ်အဝေးဝေးလေဆောင်တဲကလေးခြေတန်းရှိမိုးကိုအောင်မတည်ကြာနေတပွင့်ဖြူတပွင့်တဲနှင့်ပနံသည်မိုးဟိန်သည်လေကတိရိုးပေါ်တွင် ထောင်ထားသောသုံးယောက်နောက်ခုံပေါ်သို့ရွှေပြင်ကားတစ်ခုကိုတင်လိုက်သည်တို့ဘကြီးဆွဲမလို့လားမိုးဟိန် တို့ပုံကိုအရင်လိုလှအောင်ဆွဲမှာမဟုတ်ပါဘူးတို့ကအရင်လိုမှမလှတော့ပဲနွေနွေကရေမောလူမျက်နှာထားနဲ့ဝမ်းနေစကားပြောနေသည်နွေနွေကအဘဲသူနှစ်တရာမြင်မသိပဲငိုင်းနေမိရမှအလှတယ်ဘဝကပိုလေးနဲ့ပါတယ်ဟာဘဝဆိုတာလှချင်ပါတယ်လှမှာပေါ့ဒါမဲ့အစ်မန်ဆိုတာဘဝမှာပဲရှိတာနွေနွေခုလဲနွေနွေလှနေပါတယ်ဒါမဲ့နွေနွေရဲ့ဘဝကိုတို့ကမကြည့်ဆွဲမှာ နွနွတို့ရဲဘော်ရဲပဲဖြစ်ကြတော့ပြင်းမနေသောဟိတ်ဆိုသည့်ကျွဲမြကိုအဖို့ပြွေမိုးဥကြကလေးကလေထဲဆင်းရသည့်ဘဝကမမလှနိုင်မည်နီနေတန်းလေးတန်းမိုးတန်းကိုကျွဲမြနဲ့အတူဥဒုသုံးပါသုံးလီ အလုံးနှင့်လက်ချက်တည်မရှိ နေရပြန်တော့ဝိုင်းကုတ်ကုတ်ဆားပြန်လဲတလုတ်တဆုတ်ချင်မောင်ငပိကစွန်ရွတ်တို့သည်နွနွတို့အဖီတို့အဖူးတို့အတွက်ဂရင်းမြိန်သောအစာပင်တည်ညာစိမ့်လေးလေးနဲ့ကောက်ပင်တို့သည်လေချူသိမ့်အဖွဲတွင်ရင်းနှွဲ့နှွဲ့နှင့်တင်းငယ်နေကြသည် ငူပါသည်ထမင်းတူတူဝိခါရေထဲတစွဲ့စွဲ့နင်းကရှောက်သွားနေသည်ဟဲ့ဒီကောင်မလေးမလှုပ်နဲ့မျော့ရီလာနေပြီနွေနွေအဖော်များကဝိုင်းအော်နေကြသည်ငူပါသည်သူ့လက်သေးစုပ်ကလေးတဲ့ထည့်ယူလာသောထုံးကိုသူ့ဒူးစစ်နေရာမှာခြေစလုံးတိုင်အောင်တတုတ်ထဲတုတ်ရင်အိုးအိုးအိုးဆော့ဆော့ကလေးငူပါမျော့တွေတာပကြီးသေးရေးလိုက်သေးလားရေးတာပေါ့ဘယ်မလဲပြနောက်မှကြည့်ပါငူပါလေမျော့ရောပါလားအေးမိုးအင်းဒီစိတ်လက်ပေါ်ပါစွာရင်မိလေသည် ။ငူအားမျက်မှောင်ကျိုးလေးကဟောဒုက္ခပါပဲ။လူကြီးသူမကလေးကမှညင်းညူနေသည့်ငူအားဖြစ်ကိုနွေနွေကလှမ်းကြည့်ရင်းရင်နေမိသည်။မိုးအင်းဤပကြီးပုံညံသွန်းလောင်းရ၌ငူအားကိုယ်လုံးသေးသေးလေးလည်းထည့်လိုက်သည်။ခမိန်တူတူလေးနှင့်လုံတုံတုံကိုလေးကိုင်းညွှန်ဟန်မှတဖြည်းဖြည်းပေါ်လွင်လာသည်။လက်တုတ်တုတ်တူလေးသည်ရေထဲဆိုင်နှစ်တော့မြင်နေဟန်ပြင်းနေပြီးငူအားလက်ထဲကောက်ပင်တွေထည့်ထားသည်ညာကွင်းမြင်ကြီးကတော့ညာသားပကတိပမာဖလှလွန်သည်နေရာတိုင်းစိမ့်သည့်အစိမ့်ကား တခါတောင်ဖြန့်လိုက်တယ်လို့စိမ့်ဖြန့်ဖြန့်နဲ့တောက်ပါနေသည်သူကြောင့်နှချောင်းရည်ရင်ညကွင်းပြင်မှာကောက်ပင်စင်းနဲ့ရင်းနှွဲ့နှွဲ့နဲ့တာဖွဲ့ကျေဝန်းလေမြေခင်းလဲနမင်းမချုဖန်ဤသူပင်အဘိနာစင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင် အပိုင်း9ကိုလည်းဆက်လက်ဆောင်ရွက်ပေးပါအောင်နော်